ဂိုးသွေးမုတ်ဆိုးဟာလန်ကိုဘယ်လိုထိန်းချုပ်သွားမလဲဆိုတာပြောပြလာတဲ့အာတီတောင်အာဆနယ်အသင်းရဲ့နီးပြဖြစ်တဲ့မီကယ်အာဒီတာကစံချိန်နေတစ်ခုပြီးတစ်ခုချိုးဖြစ်နေတဲ့မန်ချက်စတာစီးတီးအသင်းရဲ့ဂိုးသွင်းဆက်အလင်းဟာလန်ကိုတားဆီးဖို့တစ်ခုတည်းသောနီလန်ဖြစ်တဲ့ဒုစီယိုဘောလုံးမရောက်အောင်လှုပ်ဆောင်သွားမယ်လို့ပြောဆိုလာပါတယ် ဟာလန်က2025-2026ရာသီအစမှာပဲမန်စီးတီးအသင်းအတွက်9ပွဲမှာ6ဂိုးသွင်းယူထားသလိုနော်ဝေလည်းရွေးစဉ်အသင်းအတွက်လည်း2ပွဲမှာ6ဂိုးသွင်းယူထားပါတယ်။အသက်25နှစ်အရွယ်ကစားသမားကပြီးခဲ့တဲ့ရာသီမှာ သူရဲ့ဂိုး90မြောက်ပရီးမီးယားလိအင်ကွင်းသွင်းကိုသွင်းယူနိုင်ခဲ့တယ်လို့ချန်ပီယံလိမှာလည်းပြီးခဲ့တဲ့ပွဲစဉ်မှာဂိုး90ပြေးခဲ့ပါတယ်။အဲ့ဒါတမကအဲလိုစံချိန်မှတ်တိုင်ကိုပွဲနေဆုံးနဲ့အရောက်လန်းနိုင်ခဲ့တဲ့ပြိုင်ပွဲသမိုင်းတစ်လျှောက်ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။အဲဒီအတွက်ပြိုင်ဘက်အသင်းတွေအတွက်တော့ဟာလန်ကထိတ်လန့်စရာအိမ်မက်ဆိုးတဲ့ပွဲဖြစ်နေပြီးတော့သူ့ကိုဘလို့တားဆီးကြမလဲဆိုတာနီးပြတိုင်းအတွက်ခေါင်းခဲစရာဖြစ်ပါတယ်။အာဆန်နယ်နီးပြအာဒီတာကလည်းဟာလန်သာဘလုံးရသွားခဲ့ရင် င်သူ့ကိုထိန်းချုပ်ဖို့ရှုံးနေသွားပြီလို့ဝန်ခံခဲ့ပါတယ် ။တနင်္ဂနွေနေ့ Emirates Square မှာရှင်ပြိုင်သွားမဲ့ Man City အသင်းနဲ့ပွဲမတိုင်ခင် Adidas ကို Haaland ကိုဘယ်လိုတားစီမလဲဆိုပြီးတော့မေးမြန်းခဲ့ပါရင်အဲ့ဒီအတား Adidas ကမှန်ကန်လုံးဆန်ရမယ့်အရာတွေအများကြီးရှိပါတယ်။သူကနေရာလွတ်တွေအချိန်တွေအများကြီးမလိုအပ်တဲ့ကစားသမားတဦးပါ။အထူးသဖြင့် Goal Area တွေနဲ့ Goal ပေါက်နာမှာ Goal ရဖို့အခွင့်အရေးကောင်းတွေဖန်တီးပေးဖို့သူအထွက်လိုအပ်ပါရင်အဲ့ဒီအတွက်တခါတလေမှာအရင်အမြင့်ကိုကာကွယ်တာကအကောင်းဆုံးလုပ်ဆောင်မှုပါပဲ။ဒါကိုကျွန်တော်တို့ထပ်ပြီးတော့လုပ်ရပါလိမ့်မယ်။ ယ်ဆိုပြီးတော့အာဒီဒါပြောဆိုခဲ့တာဖြစ်ပါတယ်ဟာလန်စီကိုဘောလုံးရှောက်မလာအောင်ပေးဆိုတာကပြောရတာလွယ်ပေမဲ့အလုံးဆောင်ဖို့ခက်ခဲပါတယ်မန်စီးတီးမှာအာဆင်နယ်ကိုပုံမှန်ဒုက္ခပေးနေကြကစားသမားဖြစ်တဲ့ကီဗင်ဒီဘရိုင်းနာမရှိတော့ပေမဲ့ဟာလန်အတွက် သွင်းကိုဖန်တီးပေးမှုတွေကတော့ရက်တက်မသွားခဲ့ပါဘူး။ဟာလန်ရဲ့ဒီနွေရာဒီမှာဆိုရင်ဒီရာဒီမှာဆိုရင်မန်စီးတီးအတွက်သွင်းယူထားတဲ့6ဂိုးကိုကြည့်မယ်ဆိုရင်တော့ကစားသမား6ဦးကနေပြီးတော့ဖန်တီးပေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတာရင်းညကနာပိုလီရဲ့ဂိုးသမားကိုဟာလန်ကကောင်းတိုက်ပြီးတော့သွင်းယူခဲ့တဲ့ဂိုးဆိုရင်တော့ Phil Foran ကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ Foran ကပေးခဲ့တဲ့ရာဒီမှာဒဏ်ရာပြဿနာတွေကြောင့်ရဲ့ခြေစွမ်းကျဆင်းတာတွေရဲ့ကြောင့်ပါဝင်ကစားခွင့်သိမ်းမရခဲ့ပေမဲ့ဒီရာဒီမှာတော့သူ့ရဲ့ခြေစွမ်းကကျောက်ကမန်းလေးလေ ီးကိုပြန်လည်ပြီးတော့ကောင်းမွန်လာခဲ့ပါတယ် ဖိုရန်နေနဲ့သူရဲ့အကောင်းဆုံးရာသီကစွမ်းဆောင်ရည်ကိုပြန်ရနိုင်မလားဆိုတာပြောဖို့စိုးနေသေးတယ်ဆိုပေမဲ့အာဒီတာနေနဲ့ဖိုရန်ကိုလည်းထိန်းချုပ်ဖို့နည်းလမ်းကိုစဉ်းစားသွားဖို့လိုအပ်မှာဖြစ်ပါတယ်။ဟာလန်ကတော့သူ့စီအခွင့်အရေးတစ်ခါရရင်ရသလိုအကောင်းဆုံးအသုံးချနိုင်တဲ့တိုက်စစ်မှုဖြစ်ပြီးတော့ဟာလန်ကအာဆင်နယ်ရဲ့ရင်ဆိုင်ကစားထားခဲ့တဲ့ပရီးမီးယားလိဂ်၆ပွဲမှာ၄ဂိုးသွင်းယူထားပါတယ်။အရင်အတွက်ကြောင့်ဒီပွဲမှာကောဟာလန်ကိုရသွားအောင်မလား။ဒါမှမဟုတ်အာဆင်နယ်ခံစစ်မှုတွေကပဲအကောင်းဆုံးထိန်းချုပ် ပြသွားနိုင်မလားဆိုတာကိုတနင်္ဂနွေနေ့မှာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးအစုံလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။